နှုတ်ရဲကလည်းတကယ်ချင်းနှစ်ယောက်ကအဲ့လိုပြောမနာဆိုမနာတယ်လေပြောမနာဆိုမနာဆိုတာက ဟိုတပတ်သေးဟိုသင်တန်းတက်တော့လဲညီမတို့ second batch တပတ်သေးပဲအဲ့တုန်းကလည်းခင်မင်ခဲ့ရတာခင်မင်ခဲ့လာတာဆိုတော့ဘယ်နေရာဖြစ်ဖြစ်တော့ character တော့တည်ုပ်ဆောင်ရတာပေါ့ဒါပေမဲ့ကိုယ်တငယ်ချင်းအရင်ဆိုတော့တချို့ဆိုရင် dialogue dialogue မပါရင်တော့မှကိုကလွန်ပြီးပြောခဲ့တာရှိမယ်ဒါပေမဲ့တငယ်ချင်းချင်းညာနားလဲပြီးလို့ရရပေါ့တချို့ကြတော့ကိုကအဲ့လိုမျိုးနေလွန်ပြီးပြောသွားရင်တော့ဟာသူကတတ်တတ်နဲ့ဖဲ့တာလားမသိဘူးဆိုတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်တချို့ဟာတွေဆိုလို့ရှိရင်နားနဲ့ခံနေမပါဘူးလေဒီလိုဆိုအဲ့ smartening ကိုမှဆိုလို့ရှိရင်ကျွန်တော်တကယ်ဖက်တယ်သူ့တကယ်နားနဲ့အဲ့လိုမျိုးအဲ့ဆိုတော့သူလည်းပဲပို့ပြီးတော့ကွာတင်မှာဟို င်တော့ဖောက်ပြန်နေတဲ့အချိန်မှာအချိန်ကဖောက်ပြန်နေတဲ့အချိန်မှာဒေါက်တာတယောက်ကလုတ်ကြံပြီးတော့ကွာမိမတယောက်ကိုကွာတယ်လားအမျိုးသမီးတယောက်ကိုသူ့ရဲ့အမျိုးသမီးတယောက်ကိုလုတ်ကြံပြီးတော့နန်းနေဆိုတဲ့ဟာမျိုးမှာသူ့ဘက်ကခံစားချက်လည်းပဲ ဒီတိုင်းလေးပြောလိုက်ရင်တော့မထီးဘူးကွာနန်းလေးချိန်မှာသူယွန်သွားပြီးအဲ့လိုလုတဲ့ ID ကိုပို့ဘုဒ္ဓတိကိုငါမျက်လုံးထဲမှာမြင်တော့မထီးဘူးအဲ့လိုမျိုးညီမအမှန်တိုင်းပြောရင်တော့ညီမတို့ကညီမတို့လည်းအိမ်အောင်ကြဘူးတဲ့သူတော့မဟုတ်ဘူးဒါပေမဲ့ညီမတို့ကအိမ်အောင်တဲ့ဘဝအိမ်အောင်တဲ့ဘဝကိုတော့ညီမတို့ကဝင်ပြီးခန်းစားပေးလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့အခုခေတ်မှာလည်းတချို့ဆိုရင်အဲ့လိုဖောက်ပြန်တာတွေသတင်းတွေတက်လာတယ်တခါညာ Facebook မှာမြင်နေကြားနေရတာအများကြီးပဲပေါ့နော်အဲ့ဒီအရာတွေကိုညီမတို့က main ကလေးချင်းချင်းပဲအသိဆုံးกว่าတိလားအဲ့တော့အဲ့ဒီ main မတယောက်နေရာမှာကိုကဝင်ပြီးခန်းစားလို့ရတယ် ဟိုဒီအိမ်ဆောင်ရှင်မမဟုတ်ဘူးရီစားဘွားမှာလည်းပဲအဲ့လိုမျိုးဖောက်ပြန်ခံလို့ရှိရင်ကိုချင်းနှစ်တက်နေတဲ့လူတယောက်ကွာတရားမလားအဲ့တော့တယောက်ယောက်နဲ့ဖောက်ပြန်လို့ရှိရင်ကွာအဲ့လိုဒီလက်တွေတုံလာလေးတရားမလားတခုဆိုလို့ရှိရင်ကွာအဲ့ရှင်မကမိတဲ့ဟာပေါ့နော်မိစာမိတဲ့ဟာကိုတခုတွေ့ရင်တော့ပါပဲလက်တွေချီကအရန်တုံပြီးတော့ဘာလှုပ်လို့လောရမှမသိဘူးအဲ့တည်ငါးကလေးတော်တော်အရန်ဆိုးရတယ် ဒီမှာပြန်နေတယ်အဲ့လကောက်အမနေရဟိုလကောက်သားစားကျင်လားနေမြန်ထင်နေတာဟာလာဩလတာကြီးကလေးရယ်ကိုကိုရယ်လက်ကလေးမေးတယ်လို့အော်ကိုကိုထိန်တွေ့နေတဲ့ဟာကိုကင်မရာနဲ့ရိုက်နေပြန်လေမမင်းမလည်းပြောလေအမိုင်းပြီးတော့ဖြည့်ပေးမယ်ချင်းတန်းနဲ့အခုမှတွေ့ကြတာလားဟုတ်ကဲ့ခုမှပဲတစ်ခါပြန်စားတော့အမဟုတ်တစ်ခါပြန်တွေ့တာပြန်ဆုံတာဟုတ်ပြီ င်တာဗျာ။ဟုတ်တယ်နော်။လူတွေကရောင်းချက်တာပေါ့။ဟိုက၂ယောက်လေးဆိုလို့ဒီလိုရောက်လာ။ကျန်တဲ့သူတွေကမရှိကြဘူး။အော်ကျန်တဲ့သူတွေလည်းပါပါတယ်။နော်ပါတယ်နော်။ပါတယ်။ကျွန်တော်ကျွန်တော်ကဝိုင်းညာခွဲထွက်လာတာပေါ့ကျွန်တော်ညောက်ဟိုမှာပါ။ဟာမင်းမယ်ဆိုလို့လေ။မင်းမယ်။ မမရတယ်ကိုဦးနဲ့ခင်မင်းတော့အရန်လည်းသဘောကျကြတယ်ဒရာမာဆင်းနေဆိုလည်းတကယ်အကယ်ဒမီရလောက်တဲ့ချီကိုသေအောင်ဆောင်ပါအဲအကယ်ဒမီအကယ်ဒမီအကယ်ဒမီရလောက်ထိဆိုတော့မြောက်သွားပြီတကယ်ချစ်လာတော့တူကြောက်ကြပြန်ပြီပြန်ပြီအဲအဲ့လိုလေးပဲတတိယပေးတယ်ဆိုတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်ကြာတော့တစ်နှစ်ကျော်လောက်တော့ရှိပါတယ်နော်တစ်နှစ်တစ်နှစ်ကျော်ပါတစ်နှစ်ကျော်ပါပြီပေါ့နော်တစ်နှစ်ကျော်တဲ့အထိကိုဦးနဲ့ခင်မတန်းကိုတတိယပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒီကငိုရဲကလည်းတကယ်ချင်းနှစ်ယောက်ကအဲ့လိုပြောမနာဆိုမနာတယ်လေပြောမနာဆိုမနာဆိုတာ ဟိုတပတ်ထဲဟိုသင်တန်းတက်တော့လဲညီမတို့က second batch တပတ်ထဲပဲအဲ့တုန်းကလည်းခင်မင်ခဲ့ရတာခင်မင်ခဲ့လာတာဆိုတော့တကယ်တမ်းတော့လေဟိုဘယ်လိုပြောမလဲဘယ်နေရာဖြစ်ဖြစ်တော့ character တော့တရုပ်ဆောင်ရတာပေါ့ဒါပေမဲ့ကိုယ်တငယ်ချင်းအရင်ဆိုတော့တချို့ဆိုရင် dialogue dialogue မပါရင်တော့မှကိုကလွန်ပြီးပြောခဲ့တာရှိမယ်ဒါပေမဲ့တငယ်ချင်းချင်းညာနားလဲပြီးလို့ရတယ်ကွာတချို့ကြတော့ကိုကအဲ့လိုမျိုးနေလွန်ပြီးပြောသွားရင်တော့ဟာတောင်းကတတ်တတ်နဲ့ဖဲ့တာလားမသိဘူးဆိုတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော် အဲ့ဒါကြောင့်မို့လဲညီမတို့နှစ်ယောက်ရဲ့အဲ့ဒီကိုခင်မေတန်လေးကပြိသက်တွေစိတ်ဝင်စားသွားတယ်လို့ညီမကတော့ထင်တယ်တချို့ဟာတွေဆိုလို့ရှိရင်နန်းနဲ့ခံနေမပါဘူးလေကျွန်တော်ဆိုအဲ့ဒီ smartphone ကိုမှဆိုလို့ရှိရင်ကျွန်တော်တကယ်ဖက်တဲ့သူ့တကယ်နန်းနဲ့အဲ့ဒါဆိုတော့အဲ့ဒါဆိုတော့သူ့လည်းပဲပို့ပြီးတော့ကွာညီမဟိုကျွန်တော်ဖောက်ပြန်နေတဲ့အချိန်မှာအချိန်ကဖောက်ပြန်နေတဲ့အချိန်မှာဘက်ကတယောက်ကလှုပ်ကြံပြီးတော့ကွာမိမတယောက်ကိုကွာညီမအမျိုးသမီးတယောက်ကိုသူ့ရဲ့အမျိုးသမီးတယောက်ကိုလှုပ်ကြံပြီးတော့နန်းနဲ့ဆိုတဲ့ဟာမျိုးမှာသူ့ဘက်ကခံစားချက်လည်းပဲဒီတိုင်းนี่ပြောလိုက်ရင်တော့မသိဘူးကွာနန်းလေးချိန်မှာသူယွန်သွားပြီးအဲ့လိုလုပ်တဲ့ ID ကိုဘုဒ္ဓတိကိုငါမျက်လုံးထဲမှာမြင်တော့မှမသိဘူးအဲ့လိုမျိုး ဲ့တော့အဲ့ဒီကားကလေတကယ်ပရိသတ်တွေရင်တော့တော်တော်လေးရောက်တာเนาะဒါကုမ္ပဏီကိုလိုက်သွားပြီးတော့ပေါ့เนาะဒါသွားပြောတဲ့အခါမှာပါတီဝစ်ဆောင်လေးနဲ့သွားပြောတဲ့ခန်းနေပါတီပါတီဝစ်ဆောင်ကသွားပြောတဲ့အခါတော့ဒီဘလောင်းတီတောင်မှာပေါ့ရင်နေနာခဲ့ရလေကိုယောက်ျားလို့ဖောက်ပြန်နေဆိုတာတိရတဲ့အပေါ်မှာဆိုတော့အဲ့ဒါတော့မှညီမတို့ဟိုဘဲကာရက်တာပဲလာလာပေါ့เนาะညီမတို့တကယ်လည်းဒီဇညွန်အစအဆုံးညီမတို့ဖတ်တယ်ဖတ်ပြီးတော့ဘလိုကာရက်တာမျိုးကိုပူဖန်တီးမလဲပေါ့အဲ့ဒီပုံမူတည်တယ်ညီမအမှန်တိုင်းပြောရင်တော့ညီမတို့ကညီမတို့လည်းအိမ်အောင်ကြဘူးတဲ့သူတော့မဟုတ်ဘူးဒါပေမဲ့ညီမတို့ကအိမ်အောင်တဲ့ဘဝအိမ်အောင်တဲ့ ဘဝကိုတော့ညီမတို့ဝင်ပြီးခန်းစားပေးလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အခုခေတ်မှာလည်းတချို့ဆိုရင်အဲ့လိုဖောက်ပြန်တာတွေသတင်းတွေတက်လာတယ်။တခါညာ Facebook မှာမြင်နေကြားနေရတာအများကြီးပဲပေါ့နော်။အဲ့ဒီအရာတွေကိုညီမတို့က main ကလေးချင်းချင်းပဲအသိဆုံးกว่าတိလား။အဲ့တော့အဲ့ဒီ main မှာတယောက်နေရမှာကိုကဝင်ပြီးခန်းစားလို့ရတယ်။အဲ့တော့အဲ့ဒီအချိန်မှာလဲသူ့ယုံထိညီမသွားတောင်းညံ့နေစင်းနေရှိတယ်။အဲ့ဒီအချိန်တော့ဆိုညီမတကယ်လဲစိတ်အရန်ပင်ပန်းလာ။ဘာလို့ဆိုတော့ အဲ့မှာ air con လေတန်ကြားလို့တော့နော်မုမုလည်းနည်းနည်းအဲ့လိုအောက်သွားတာလေးရှိတယ်ဟိုကဖြစ်နေအဲ့အချိန်မှာညီမကလည်းအဲ့လို main ကလေးဟိုကဖြစ်နေတဲ့အချိန်အဲ့ဒီအချိန်မှာပဲသူနဲ့အဲ့လိုရန်နေဖြစ်ရတယ်သူကလည်းသူ့ကိုလည်းကိုရဲမတားတော့ဘာလို့လဲဆိုတော့သူလည်းအဲ့လိုဆွဲဆက်အဲ့လိုလုံးမှာပဲ character ပို့ပြီးပြင်ပြင်တယ်လို့ထင်တယ်ပေါ့နော်အဲ့တော့နှစ်ယောက်လုံးကလည်း chemistry မိတာရောပို့ပြီးတော့အဆင်ပြေသွားတာပေါ့အဲ့တော့ဆိုလို့ရှိရင်တော့တော်တော်လေးကိုနော်ကျွန်တော်နှစ်ယောက်ကတည်တာဘောလိုမျိုးလေးဟို ေးတက်ကအတိမတ်ပြူတာတော်တော်ခါရတယ်။ဟုတ်တယ်။အဲတဘောလည်းတော်တော်ကြတယ်။နောက်ကျတော့ဟိုကိုလုတ်တဲ့ဂါရီတာတခုကိုဘေးတက်ကအဲ့လိုမျိုးအတိမတ်ပြူတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒေဥဆောင်ရဲ့ရင်ထဲမှာဆိုလို့ရှိရင်အတိုင်းမသိမှန်းသားတယ်။အဲ့ဒါလေးအတာကြီးမှာမဟုတ်အကယ်ဒမီရမှာမဟုတ်ဘူး။နင်ဟိုလူတိုင်းပဲပေါ့နော်။အဲဒေဥဆောင်နိုင်ရဲ့ခံစားချက်လို့ကျွန်တော်ကအဲ့ဒါတော့ပြောချင်တယ်။နောက်ပြောဖောက်ပြန်တဲ့ကိစ္စဆိုလို့ရှိရင်လည်းပဲတည်ရမှာဟုတ်လက်တလုံးမှာအပြင်မှာဆိုလို့ရှိရင်လည်းပဲဖောက်ပြန်တဲ့အရာတွေကအများကြီးပါပေါ့နော်။ဟိုဒီအိမ်အောင်ရှင်မမဟုတ်ဘူးကြီးစားဘွားမှာလည်းပဲအဲ့လိုမျိုးဖောက်ပြန်ခံလို့ရှိရင် အခုချင်းနှစ်တက်နေတဲ့လူတယောက်ကကွာတဲ့မလားအဲ့တော့တယောက်ယောက်နဲ့ဖောက်ပြန်လို့ရှိရင်ကွာအဲ့လိုဒီလက်တွေတုံလာလေးတဲ့မလားတခုဆိုလို့ရှိရင်ကွာအဲ့ဒီမိတဲ့ဟာပေါ့နော်မိဖာမိတဲ့ဟာကိုတခုတွေ့ရင်တော့ပါပဲလက်တွေချီကအရန်တုံပြီးတော့ဘာလှုပ်လို့လောရမှမသိဘူးအဲ့တတင်းကားလေးတော်တော်အရန်ဆိုးရတယ်ဘလို့ဖြစ်သွားလဲဆိုတော့ဘလို့လဲခန္ဓာကိုယ်တခုတော့ကွာအစိမ့်မိမောကွာကွဲထက်သွားသလိုခံစားချက်ကြီးကွာတဲ့မလားအဲ့လိုလက်တွေချီရတုံဘာလှုပ်လို့လောရမှမသိဘူးအဲ့ခံစားချက်ပေါ့လေခံစားအဲ့ခံစားချက်ကြီးမဖြစ်ချင်ဘူး အဲကြောင့်မို့ရည်စားထားရဲဆိုလို့ရှင်တေးချာချာစစ်စီပြီးတော့တေးချာထားရဲအဲ့လိုမှကံမကောင်းတော့လည်းဘက်တနိုင်လည်းပေါ့နော်နင်ကအိတ်ခန်းစားချက်မဖြစ်ချင်တာငါတကားလုံးအိတ်ခန်းစားချက်ကြီးဖြစ်လိုက်ရတာမျက်နှာတစ်ခုလုံးသွားလေးဝက်ချန်နေပါထွက်တယ်ဘာလို့စိတ်ဖိစီးမှုပါများလာတယ်ဘာလို့လဲဆိုတော့တစ်ချိန်လုံးမျက်စကားလည်းမဖြစ်ငါအပြင်မှာဖြစ်အေးတစ်ချိန်လုံးဘာလို့လဲဆိုတော့စိတ်ပင်ပန်းရတာလေစိတ်ပင်ပန်းရတယ်ဆိုတော့ကိုကိုရိုင်းကလည်းအိမ်အောင်တဲ့တယောက်လိုတတ်မှတ်လိုက်တာ哦တတ်မှတ်လိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ စချိန်လုံးငိုနေရတာကွာဒီယောက်ျားနဲ့ပတ်သက်ပြီးဒီခံစားချက်ကိုကွာထည့်ရတာလေအဲ့ချိန်မှာဘယ်လောက်တောင်များလဲဆိုတော့ညီမတချို့စင်းနေဆိုမိတ်ကလုံးဝမလိမ့်နိုင်တော့ဘာလို့လဲဆိုတော့ပူလဲပူလဲတကယ်အဲ့ချိန်မှာပူရလဲပူရဲဟိုပူရလဲပူရဲအပြင်ပေါ်မှာမိတ်ကလည်းမလိမ့်ကျင်တော့ဘာလို့ဆိုတော့မျက်နှာလည်းဝက်ချက်နေအရန်ထွက်နေတော့စိတ်ကပို့ပြီးတော့ဖိစီးလာတယ်ဘာလို့တကယ်တမ်းအဲ့ဒါတော့ညီမအတွေ့ရတော့ပေါ့နော်ညီမဒီ character အပေါ်မှာ ဟိုဘာလို့နစ်မြုပ်လိုက်တဲ့အတွက်ညီမရဲ့ထိခိုက်မှုတချို့အရာလေးတွေရှိတာပေါ့နော်ဒါမဲ့ဘာပဲပြောပြောညီမနစ်မြုပ်လိုက်တဲ့အရာတခုဟာပြည်သက်တွေရင်ထဲမှာရှိနေတာဖြစ်တဲ့အတွက်ညီမအတွက်ဒါတန်မိုးတခုလို့တော့ခံစားရတယ်ပေါ့ညီမကတော့ကိုကိုရိုင်းကလည်း main clip ဖြစ်တယ်ပေါ့နော်ဘာပဲဘာပဲပြောပြောလူတိုင်းကတော့အမားနဲ့တော့မကင်းဘူးပေါ့နော်ဒါပေမဲ့ဟို main မတွေမှာကြတော့ main မတွေမှာသူတို့ကကြကြိမ်ဆိုတာရှိတယ်ကြကြိမ်ဆိုတာဘာလဲဆိုတော့အိမ်အောင်ပြုတ်သွားတဲ့အချိန်ပဲသူတို့အိမ်အောင်ပြုတ်ပြီးသွားရင်ဘာလဲ main မတွေအတွေးတွေတွေးပြီးဒီအိမ်အောင်ရင်းမြဲဖို့သူတိဆောက် ောက်ရအောင်မယ်ပြီးတော့ဟင်သားသမီးမွေးလာရင်ဒီသားသမီးနဲ့ဒီမိသားစုကိုတည်မြဲအောင်ညီမတို့ကတည်ဆောက်ရမယ်ပြီးတော့ရင်နှစ်ဖက်မိဘတွေရှိမယ်ဒီမိဘတွေအတွက်လည်းသူတို့ကစိတ်ပင်ပန်းရမယ်တကယ်တမ်းအိမ်ဆောင်ပြုတယ်ဆိုတာပဇက်ခပြောတာလွယ်လွယ်လေးပေါ့နော်ဒါပေမဲ့အိမ်ဆောင်အိမ်ဆောင်တဲ့ဘဝကိုဖန်တီးရမှာညီမတို့ main ကလေးတွေအတွက်အရန်ခက်ခဲရလို့ထင်တယ်တချို့ဆိုရင်တော့ပြောတယ်ကွာဟိုတချို့တွေဆိုလည်းမြင်မှုပါတယ်ဟာအိမ်အောင်ပြူတာငါဒါတွေလုပ်ပေးဖို့မဟုတ်ဘူးဆိုတာ ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့အိမ်အောင်ရေးตายရဖို့ဆိုတာလေမိန်းမတွေမှာလည်းအများကြီးဟိုတက်ရောက်မှုရှိတယ်လို့ထင်တယ်ပေါ့နော်တချို့ကြတော့လေဟိုမိန်းမကြောင့်အိမ်အောင်ကွဲတာတွေရှိတယ်ဒါပေမဲ့တော်တော်များများတော့ယောက်ျားလေးကြောင့်ကွဲတာများတယ်လို့များတာပေါ့နော်ယာကိုင်းနှုံးရဆိုရင်တော့ဒါပေမဲ့မိန်းမတွေမှာကြတော့မပြေမစင်နိုင်တော့ဘူး ဒီမိသားစုနှစ်စုကိုလည်းသူ့မှာခိုင်မဲအောင်တိဆောက်ရတယ်ဒီမိသားစုကိုယ့်ရဲ့မိသားစုကိုလည်းတိဆောက်ရတယ်ကိုယ့်သားသမီးအတွက်လည်းကိုယ်တိဆောက်ရတယ်ဆိုတော့မိမရတဖြည်းဖြည်းကြကြကြဘယ်လိုပြောမလဲကြချင်းကြချင်းတွေပဲရောက်လာတာကွာအဲ့ဒီအချိန်မှာမှကိုယ့်အတွက်ကအိမ်အောင်ကြလိုက်လို့ယောက်ျားကကောင်းနေဆိုရင်တော့ဒီမိမတကယ်ထိပေါက်တာပဲကိုယ်ယူလိုက်ဟုတ်တယ်သမီးသားချစ်နေတဲ့အချိန်တော့ကွာကောင်းမင်းပါပဲ ယူပြီးတော့မှကိုယ်ကိုနှိပ်စက်တာတွေသိတယ်မလားကိုယ်ကိုအဲ့လိုမျိုးကမထင်မှန်းမြင်ပြူလာတွေကိုရှိရတဲ့တခြားမိန်းမတွေနဲ့ဖောက်ပြန်နေတာတွေအဲ့လိုမျိုးတွေဆိုတော့ညီမတို့ main ကလေးပဲခံစားရတာကွာမိန်းမတွေတော်တော်များများအိမ်အောင်ပြုတ်ပြီးသွားရင်သူတို့ရဲ့အိမ်အောင်ကြီးကိုဘယ်တော့မှတော့မကွဲစေချင်ဘူးဒါမိန်းမတိုင်းမှာရှိတဲ့စိတ်ပဲဒီအိမ်အောင်ကြီးကိုမမြဲမြဲအောင်လုပ်တာတချို့ဆိုရင်ရှိတယ်ညီမတို့ပတ်ဝန်းကျင်မှာလားသူ့ယောက်ျားဖောက်ပြန်နေတာကိုမသိအောင်လို့တိတ်တိတ်ကလေးလိုက်ပြီးတော့ဖြည့်ရှင်းတဲ့မိန်းမတွေလည်းရှိတယ် ဒါကတော့သူ့ယောက်ျားရဲ့ဂုံတိတ်ခါကိုငဲတဲ့မိန်းမမျိုးမိသားစုပေါ့ဗောမိသားစုရဲ့ဂုံတိတ်ခါကိုဒါမိသားစုဂုံတိတ်ခါအဲ့ဒါတွေကိုငဲတဲ့မိန်းမမျိုးတချို့ကြတော့လည်းမဟုတ်ဘူးပွဲသွားကြတယ်အာအချက်မရှိဘူးလားဘာညာပေါ့နော်အခုညီမလုပ်တဲ့ခင်မေတန်းလိုပုံစံမျိုးပေါ့ဒါဆိုဘယ်တန်းမှပါလဲအပြင်ဂိုင်တာဆိုညီမကတော့အဲ့လိုပွဲကျက်နေတဲ့ထဲဆိုတော့မပါဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းမှာကိုဘလောက်ပဲပိုင်ဆိုင်နှားပိုင်ဆိုင်နှားကွာလူတိုင်းမှာကိုယ့်ရဲ့ဘယ်လိုပြောမလဲ ကို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 ဆိုတာတော့လူတိုင်းမှာရှိတယ်ကွာတိလာယောက်ျားလေးမှာလည်းသူ့ရဲ့မာနာသူ့ရဲ့ဂုံတိတ်ခါဆိုတာရှိတယ်ညီမတို့အဲ့တော့သွားပြီးထိခိုက်လို့မရအောင်အဲ့လက်ကျရင်အိမ်တော်ကြီးကပို့ဆိုးသွားမှာကွာအဲ့တော့ညီမဆိုရင်တော့ညီမသာဆိုရင်ညီမအိမ်တော်ကြီးကိုဘယ်လိုဖန်တီးမလဲဆိုရင်ဟုတ်တယ်ကိုယောက်ျားဒီလိုဖြစ်နေရင်တော့မှနှစ်ယောက်တည်းအေးအေးဆေးဆေးအဆင်ပြေအောင်ဖြေရှင်းလို့ရတယ်အဲ့လက်ကျရင်လည်းကိုယောက်ျားကိုယ့်စီကိုစိတ်ပြန်လဲရင်လည်းလဲလာနိုင်တယ်အဲ့လိုမျိုးမှမဟုတ်ပဲလူကြားထဲမှာသွားပြီးအဆက်ခွဲပြီးဆိုအဲ့ယောက်ျားအိမ်မင်းမှာတော်တော်လုံးမပေါင်းတော့ဘူးနော်ဘာလို့ဆိုတော့သူ့ရဲ့ ဂုံတိတ်ခါကိုထိခိုက်သွားလို့လေညီမတို့အဲ့လိုမျိုးပဲမြင်နေပေါ့အမမိနေပေးတယ်လို့ရှင်းသူတင်ပါတယ်လို့ကျွန်တော်လည်းပဲစကားတွေအဲ့လိုမျိုးဒိတ်တိုက်ရှိကိုဟိုကောင်းမွန်တဲ့စီးရီးတွေနဲ့ပေါ့နော်အဲလုတ်ခွင့်ရတဲ့စီးရီးတွေနဲ့ပြန်လာခြင်းမသေးတယ်ပေါ့နော်အဲလုတ်ခွင့်ရတဲ့တခုခုရှိလာရဲ့ဆိုနေဒိတ်တိုက်ရှိကိုပြန်ရောက်လာမှာပါလို့ဘလို့ဆိုတော့ဇလန်တို့တွေနဲ့ပဲဂျင်းတ်ပေးပါโอเคဒါတော့ကျင်းမတဲ့လို့ပြောပေးပါ အခုချိန်ထိညီမတို့နှစ်ယောက်ရဲ့ character ကိုပရိသတ်တွေရင်ထဲမှာရှိနေတာကြတော့လေဒါညီမတို့နှစ်ယောက်ရဲ့စူးစမ်းမှုကအရာထင်တယ်လို့မြင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့တချို့တွေလည်းတခါတကြညီမရဲ့ TikTok အောက်မှာဆို comment တွေမှန်တယ်ခင်မေသန်းတို့ဟာကိုဦးကမထိန်တော့ဘူးလားတို့သူမိန်းမတော့အဲ့လိုမျိုးလေးတွေရေးတယ်ဆိုတော့ဒါညီမတို့ရဲ့ character ဖန်တီးမှုကပရိသတ်တွေရင်ထဲမှာရှိလို့ပေါ့နော်။အဲ့ဒီအတွက်လည်းညီမတို့ကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်။နောက်လာမယ့်ကားတွေရှင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်။ thank you